တ်ရှုနာစီတနစ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှာကြိုဆိုပါတယ်။ဒီကနေ့ဖတ်ရှုနာစီရမယ်နှုတ်ကပတ်တမကျမ်းစာတော်မြတ်ကတော့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး9မှ8အထိဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး9ထို့နောက်မှယေရှုသည်ဂါလိလဲပြည်၌လဲ့လေတော်မူ၏။ယူဒလူတို့သည် ကိုရောကို တန်အံ့သောငါရှာကြံသောကြောင့်ယူရပြည်၌လဲ့လေခြင်းငါအလိုတော်မရှိ ယူရလူတို့ဤတကေနေပွဲခံနီးတွင်ညီတော်တို့ကသင်ပြုသော အမှုတို့ကို တပဲ့များတို့သည်မြင်စေခြင်းကဤအရက်မှထွက်၍ယူရပြည်သို့ကြွပါကြော်သောဂိတ်တိကိုအလိုရှိသောသူမြည်သည်ကား မထင်ရှားသောအဖြစ်အဘယ်အမှုကုန်မြမပြုတ်တဲ့ဤအမှုတို့ကို သင်သည်ပြုလျင်ဤလောက၌ကိုကိုထင်ရှားစွာ ပြပါဟုမယုံကြည်သောကြောင့်ယေရှုအားဆိုကြ၏ယေရှုကလည်းငါအချိန်မရောက်သေးသင်တို့ပုတ်ခတ်သိမ်းသောအချိန်သင်လျက်ရှိ၏လောကီသားတို့သည် သင်တို့ကို မမုန်းနိုင်ငါကိုမုန်းကြ၏ အကြောင်းမူကားငါသည်သူတို့၏အကျင့်ဆိုးညစ်ကြောင်းကိုတက်သိခံ၏ထိုပွဲသို့သင်တို့သွားကြလော့ငါမသွားသေးငါအချိန်မပြည့်စုံသေးဟု မိတော်မူပြီလျင်ဂါလီလဲပြည်မှနေတော်မူ၏ညီတော်တို့သွားပြီးမှကိုတော်သည် ထိုပွဲသို့မထင်မရှားကြွတော်မူ၏ထိုပွဲ၌ယူဒလူတို့က ယေရှုသည် အပေမှာရှိသည်ဟုမေးမြန်းရှာဖွေကြ၏လူအစုဝေးတို့သည်ကိုရောကိုအကြောင်းပြု၍အုပ်အုပ်သေးသေးဖြစ်ကြ၏အချို့တို့ကသူသည် သူတော်ကောင်းဖြစ်သည်ဟု၍၎င်းအချို့တို့ကသူတော်ကောင်းမဟုတ် လူများကိုလဲ့ပြားသည်ဟု၍၎င်းဆိုကြ၏သို့တော်လည်းယူဒလူတို့ကို ကြောက်သောကြောင့်အဘယ်သူများ အတိအလင်းမပြောဘူးကြထိုပွဲကိုခံစဉ်တွင်ယေရှုသည်ဗိမာန်တော်သို့တက်၍ဆုံးမဩဝါဒပေးတော်မူ၏ယူဒလူတို့သည်အံ့ဩ၍ဤသူသည်စာမသင်ပဲလျက်အဘယ်သို့တက်ပြီသနည်းဟု ဆိုကြ၏ယေရှုကလည်းငါဟောသောဒေသနာသည်ငါဤဒေသနာမဟုတ်ငါကိုစေလွတ်တော်မူသောသူ၏ဒေသနာဖြစ်၏ ထိုသူ၏အလိုသို့လိုက်ခြင်းသောသူမိသည်ကဤဒေသနာသည်ဖျားသခင်၏ဒေသနာတော်ဖြစ်သလောငါသည် ကိုအလိုလျောက်ဟောပြောသလောဟုပိုင်းခြား၍သိလိမ့်မည်ကိုအလိုလျောက်ဟောပြောသောသူသည်မိမိဘုံတီကိုရှာတတ်၏မိမိကိုစေလွတ်တော်မူသောသူ၏ဘုံတီကိုရှာတော်သူမူကယုံလောက်တော်သူဖြစ်၏ ထိုသူ၌မူတာမရှိ မောရှိသည်ပညာတရားကိုတင်တို့အားပေးသည်မဟုတ်လော ထိုတရားကိုတင်တို့တွင်တစုံတယောက်မျှမခြင်းငါကိုတန့်အံ့သောငါအဘဲကြောင့်ရှာကြံကြသည်နည်းဟုမိတော်မူ၏လူအစုဝေးကလည်းသင်သည်နှဆိုးဆွဲသောသူဖြစ်၏သင်ကိုတန့်အံ့သောငါအဘဲသူ ရှာကြံသည်နည်းဟု ဆိုကြ၏ယေရှုကလည်း ငါပြုသောအမှုတစ်ခုကိုသင်တို့ရှိသမျှသည်အံ့ဩခြင်းရှိကြ၏မောရှိသည်အေဖြားလီချင်းတရားကိုသင်တို့အားပေး၏ထိုသို့ဆိုသောမောရှိမှအစစွာခံရသည်ဟုမဆိုလိုဘိုးဘေးများမှဆက်ခံရသည်ထို့ကြောင့်ဥပုံနေ၌သင်တို့သည်အေဖြားလီချင်းကိုပေးကြ၏ မောရှိဤတရားမပြတ်စေခြင်းကလူသည် ဥပုံနေ၌အေးဖြားလီးခြင်းကို ခံရသည်ငါသည် ဥပုံနေ၌လူတကိုယ်လုံးကိုကြမ်းမာစေသောကြောင့်သင်တို့သည်ငါကို အမျက်ထွက်ရသလိုမျက်နာကိုသာကြည့်၍မစီရင်ကြနှင့်တရားသဖြင့်စီရင်ကြလောဟုမိတ်တော်မူ၏ထိုအခါယေရုရှလင်မြို့သားအချို့ကလည်း ဤသူကိုတန့်သောငါရှာကြသည်မဟုတ်လောကြည်ပါသူသည်ထင်ရှားစွာဟောပြော၍အဘယ်မြတ်တာချင်းကိုမြမပြုကြပါတကားဤသူသည်ခရစ်တော်ဖြစ်ကြောင်းကိုမိများတို့သည်အမှန်သိကြသလော သို့တော်လည်းဤသူသည်အဘယ်သူကဖြစ်သည်ကိုငါတို့သိကြ၏ခရစ်တော်သည်ကြွလာတော်မူသောအခါအဘယ်ကဖြစ်တော်မူသည်ကိုအဘယ်သူမြမသိရဟုဆိုကြ၏ ယေရှုကလည်းသင်တို့သည်ငါကိုသိကြ၏ငါသည်အဘယ်ကဖြစ်သည်ကိုလည်းသိကြ၏သို့တော်လည်းငါသည်ကိုလိုလျောက်လာသည်မဟုတ်ငါကိုစေလို့တော်မူသောသူသည်တစ္ဆာနှင့်ပြည့်စုံတော်မူ၏ထိုသူကိုသင်တို့မသိကြငါမူကားသိ၏အကြောင်းမူကားထိုသူ၏အထံတော်မှငါလာ၏သူသည်လည်းငါကိုစေလို့တော်မူ၏ဟုဗိမ္မာန်တော်၌ဆုံးဝ ဩဝါဒပေးတော်မူစဉ်တွင်ကြွေးကြော်၍မိတော်မူလျင်ကိုရောကို ဖန်ဆီးခြင်းအခွင့်ကိုရှာကြ၏သို့တော်လည်းကိုရောဤအချိန်မစိမရောက်သေးသောကြောင့်အဘယ်သူမျမဖန်မစီကြ လူအစုဝေးထဲ၌ပါသောသူအများတို့သည်ယုံကြည်သည်ဖြစ်၍ခရစ်တော်သည်ကြွလာတော်မူသောအခါဤသူပြသော နမိတ်နက္ခနာထက်သာ၍များသော နမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟုဆိုကြ၏ထိုသောလူများ အုပ်အုပ်သေးသေးဖြစ်ကြသည်ကိုဖာရိရှဲတို့သည်ကြားလျင်ယေပရောဟိတ်အကြီးတို့နှင့် တိုင်ပင်ပြီးမှကိုရောကိုဖန်ဆီးစေခြင်းကမင်းလူလင်တို့ကိုစေလွတ်ကြ၏ယေရှုကလည်းငါသည် သင်တို့နှင့်အတူခဏသာနေပြီးလျှင်ငါကိုစေလွတ်တော်မူသော သူထံသို့သွားရမည် သင်တို့သည်ငါကိုရှာကြလိမ့်မည်ရှာတော်လည်းမတွေ့ရကြငါရှိရာရက်သို့သင်တို့မရောက်နိုင်ကြဟုမိတ်တော်မူလျင်ယူဒာလူတို့ကငါတို့မတွေ့စေခြင်းကသူသည်အပေအရက်သို့သွားလိမ့်မည်နီဟေလသလူတို့တွင်အရက်ရက်သို့ကွဲပြားလျက်နေသောသူတို့ရှိရာသို့သွား၍ဟေလသလူတို့အားတရားဟောလိမ့်မည်လော့ သင်တို့သည်ငါကိုရှာကြလိမ့်မည် ရှာတော်လည်းမတွေ့ရကြငါရှိရာအရက်သို့သင်တို့မရောက်နိုင်ကြဟူသောစကားသည်အဘယ်သို့ဆိုလိုသနည်းဟုအချင်းချင်းဆိုကြ၏ထိုပွဲကိုခံ၍နောက်ဆုံးဖြစ်သော နေ့မြတ်၌ယေရှုသည်ရက်၍ကြွေးကြော်တော်မူသည်ကားရေငတ်တော်သူရှိလျင်ငါထံသို့လာ၍တောက်ကြလော့ငါကိုယုံကြည်တော်သူသည်စံစာလာသည့်အတိုင်း အသက်ရေထွက်ရာဇံရွေတွင် ဖြစ်လေမိဟုမိတော်မူ၏ထိုသောမိတော်မူသောယုံကြည်သောသူတို့သည်ခံရလက်တတ်သောဝိညာဉ်တော်ကိုယိမ်မဲ့၍မိတော်မူ၏ယေရှုသည်ဘုံပွင့်တော်မမူသေးသောကြောင့်တန်ရှင်သောဝိညာဉ်တော်ကို ပေးတော်မူသည်စကားတော်ကိုကြားသောသူအများတို့ကဤသူသည် လာလက်တတ်သောပရောဖက်အမှန် ဖြစ်သည်ဟုဆိုကြ၏အချို့ကလည်းဤသူသည်ခရစ်တော်ဖြစ်သည်ဟုဆိုကြ၏အချို့ကလည်းခရစ်တော်သည်ဂါလိလဲပြည်သားဖြစ်ရသလိုခရစ်တော်သည်ဒါဝိအမျိုးဒါဝိနေရာဌာနဘက်လင်ရွာသားဖြစ်ရမည်ဟုကျမ်းစာလာသည်မဟုတ်လောဟု ဆိုကြ၏ထိုသို့လူများတို့သည်ကွဲပြားကြသည်ဖြစ်၍အချို့တို့သည် ကိုယ်တော်ကိုဖန်ဆီးခြင်းကအလိုရှိကြ၏ သို့တော်လည်းအဘယ်သူမြမဖမ်းမရှိကြထိုကမင်းလူလင်တို့သည်ယေဘရဟိ အကြီးဖာရိရှဲထံသို့ပြန်၍ထိုမင်းတို့ကအဘဲကြောင့်သူ့ကိုမဆောင်ခဲ့ကြသည်နည်းဟုမင်းမြတ်လေမင်းလူလင်တို့ကထိုသူဟောပြောတဲ့ကဲ့သို့အဘယ်သူမြမဟောစဘူးပါဟုပြောကြ၏ဖာရိရှဲတို့ကလည်းသင်တို့ကိုပင်လဲ့စားပြီလောမင်းမြဖာရိရှဲများတို့တွင် သူကိုယုံကြည်သောသူတစုံတယောက်မျှရှိသလောတရားကိုမသိသောဤလူများတို့သည်ကျင့်ခြင်းကိုခံရသောသူ ဖြစ်သည်ဟုဆိုကြ၏အထက်ကညည်းချိန်၌အထံတော်သို့လာသောသူတည်းဟုသောထိုမင်းများအဝင်ဖြစ်သောနိဂောဒိငါလည်းငါတို့တရားသည် လူကိုမစေသူအမှုကိုမသိမိကပေ ရှေးမစွာကဆုံးဖြတ်တတ်သလိုဟုဆိုလျင်သူတို့ကသင်သည်လဲဂါလိလဲပြည်သားဖြစ်သလိုစီအောင်လောဂါလိလဲပြည်၌အဘယ်ပရောဖက်မြမပေါ်မထွန်းသည်ကိုမတ်လောဟုဆိုကြပြီးမှထိုသူအပေါင်းတို့သည်မိမိတို့အိမ်သို့သွားကြ၏ရှေယောဟန်ခရစ်ဝင်ခန်းကြီးရှိယေရှုသည်လဲတန်လွင်တောင်သို့ကြွတော်မူ၏ နက်နက်စောစောဗိမ္မာန်တော်သို့တဖန်ကြွတော်မူ၍လူအပေါင်းတို့သည် အထံတော်သို့လာကြ၏ထိုအခါထိုင်တော်မူ၍ဆုံးမဩဝါဒပေးစဉ်တွင် မာယွင်ခြင်းအမှုကိုပြုလျက်နေသောမိမတယောက်ကိုတွေ့လျင်ကျမ်းပြုစရာတို့နှင့်ပါရိရှဲတို့သည်ခေါ်ခဲ့၍အလယ်၌ထားပြီးမှအရှင်ဖျားဤမိမသည် မာယွင်ခြင်းအမှုကိုပြုစဉ်တွင်ပင် တွေ့မိပါ၏ ထိုသို့သောမိမကိုကြောက်ခဲနှင့်ပြစ်ရမည်ဟု မောရှိသည်အကျွန်ုပ်တို့အားပြညတ်တရား၌စီရင်ထုံးဖွဲ့ပါပြီ။သို့ရာတွင်ကိုတော်သည် အပေတို့မိတ်တော်မူမည်နည်းဟုလျှောက်ကြ၏။ထိုသို့လျှောက်ကြသောကိုတော်၌အပြစ်တင်ခွင့်ရှိစေခြင်းကစုံစမ်းနောက်ဆက်သောအဖြစ်လျှောက်ကြ၏။ယေရှုသည်အောက်သို့ငုပ်လျက်လက်ညိုးတော်နှင့်မြေ၌ရေးသား၍နေတော်မူ၏။ ထိုသူတို့သည်အထက်ထက်မေးလျှောက်ကြသောအခါကိုကိုလန်တော်မူ၍သင်တို့တွင်အပြစ်ကင်းသောသူသည်ရှေးဦးစွာကြောက်ခဲနှင့်ဖြစ်စေဟုမိတော်မူပြီးမှတဖန်အောက်သို့ငုပ်၍မြေ၌ရေးသားတော်မူပြန်၏ထိုသူတို့သည်ကြားရလျင်မိမိတို့စိတ်နှလုံးသည်မိမိတို့အပြစ်ကို ဖော်ပြသဖြင့် အသက်ကြီးသောသူမှဆက်၍အငယ်ဆုံးသောသူတိုင်အောင်တယောက်နောက်တယောက်ထွက်သွားကြ၏ယေရှုသည်တယောက်ထဲကျန်ရစ်တော်မူ၍မိမသည် အလယ်၌ယက်နေ၏ထိုအခါယေရှုသည် ကိုကိုလန်တော်မူပြန်၍ထိုမိမမှတပါအဘယ်သူကိုမျှမြင်လင်အချင်းမိမသင်ကိုအပြည့်တင်သောသူတို့သည်အဘယ်မှရှိကြသနည်း သင်၏အမှုကိုအပေသူမြမစီရင်လောဟုမေးတော်မူ၏ထိုမိမကလည်းအပေသူမြမစီရင်ပါသခင်ဟုပြော၏ငါသည်လည်းသင်၏အမှုကိုမစီရင်သွားလောနောက်တဖန်ဒူးဆိုက်ကိုမပြုနေဟုမိတော်မူ၏တဖန်တုံယေရှုကငါသည်ဤလောက၏အလင်းဖြစ်၏ငါနောက်သို့လိုက်တော်သူသည်မောင်းမိုက်၌မသွားမလား အသက်၏အလင်းကို ရလိမ့်မည်ဟုမိတ်တော်မူ၏။ဖာရိရှဲတို့ကလည်းသင်သည်ကိုယ်အကြောင်းကိုတည့်တည်ခံ၏။သင်ဤတည့်တည်မတည်သည်ဟု ဆိုကြ၏။ယေရှုကလည်းငါသည်ကိုယ်အကြောင်းကိုတည့်တည်ခံတော်လဲငါတည့်တည်ကြည်၏။အကြောင်းမူကားငါသည်အဘယ်အရက်ကလာသည်ကို၎င်းအဘယ်ရက်သို့သွားသည်ကို၎င်းငါသည်၏။ သင်တို့မူကားမသိကြသင်တို့သည်ဇာတိပဂတိအတိုင်းစီရင်တက်ကြ၏ငါမူကားအဘယ်သူကိုမျှမစီရင်ငါသည်စီရင်တော်လဲငါ၏စီရင်ခြင်းသည်တည်၏အကြောင်းမူကားငါသည်တယောက်တည်းနေသည်မဟုတ်ငါကိုစေလွတ်တော်မူသော ခမည်းတော်သည်ငါဘက်၌နေတော်မူ၏သတိခံအူတို့ဤစကားသည်တိယဤဟု သင်တို့ပြည့်နေကြည်စံစာ၌လာ၏ငါသည် ကိုယ်ចောင်းကိုတသက်ခံတော်သူဖြစ်၏ငါကိုစေလွတ်တော်မူသော ခမည်းတော်သည်လည်းငါចောင်းကိုတသက်ခံတော်မူသည်ဟုမိတ်တော်မူ၏ထိုသူတို့ကလည်းသင်၏ခမည်းတော်သည်အပေမှာရှိသနည်းဟုမေးကြ၏ယေရှုကလည်းသင်တို့သည်ငါကိုမသိကြငါခမည်းတော်ကိုလည်းမသိကြငါကိုသိရင်ငါခမည်းတော်ကိုလည်း သိကြလိမ့်မည်ဟုမိတ်တော်မူ၏ဗိမာန်တော်၌ဆုံးမဩဝါဒပေးတော်မူစဉ်ဤစကားတော်ကိုဘာနာတိုက်မှမိမ့်မွက်တော်မူ၏ကိုတော်ဤအချိန်မစင်မရောက်သေးသောကြောင့်အဘယ်သူမြကိုတော်ကို မဖမ်းစည်းကြတပန်ယေရှုကငါသည်သွားရမည်သင်တို့သည်ငါကို ရှာကြလိမ့်မည်ကိုအပြစ်၌လည်း သေးကြလိမ့်မည်။ငါသွားရအရက်တို့တင်တို့မရောက်နိုင်ကြဟုမိတော်မူ၏။ယူဒလူတို့ကလည်းငါသွားရအရက်တို့တင်တို့မရောက်နိုင်ကြဟုသူသည်ဆိုသော ကိုအသက်ကိုသတ်မည်လောဟုဆိုကြ၏။ယေရှုကလည်းတင်တို့သည်အောက်သားဖြစ်ကြ၏။ငါမူကားအထက်သားဖြစ်၏။တင်တို့သည်လောကီသားဖြစ်ကြ၏။ငါမူကား လောကီသားမဟုတ်ထို့ကြောင့်သင်တို့သည် ကိုအပြစ်၌သေကြလိမ့်မည်ဟုငါဆို၏ငါသည်ဤမိသောသူ ဖြစ်သည်ကို သင်တို့သည်မယုံကြည်လင် ကိုအပြစ်၌သေကြလိမ့်မည်ဟု မိတော်မူ၏ထိုသူတို့ကလည်းသင်သည်အဘယ်သူနည်းဟုမေးလျင်ယေရှုကငါသည် သင်တို့အားအစဉ်ပြောဆိုသည့်အတိုင်းငါဖြစ်၏သင်တို့အမှု၌ ငါပြောဆိုစီရင်စရာများစွာရှိ၏သို့တော်လည်းငါကိုစေလွတ်တော်မူသောသူသည်တစ္ဆာနှင့်ပြည့်စုံတော်မူ၏သူ၏အထံတော်၌ငါကြားသမျှကိုသာဤလောက၌ငါဟောပြောသည်ဟု မိတော်မူ၏ခမည်းတော်ကိုရိမတ်၍မိတော်မူသည်ကိုထိုသူတို့သည်မယိတ်မိကြ ထိုကြောင့်ယေရှုက သင်တို့သည် လူသားကိုမြောက်ထားသောအခါ ငါသည်ဤမိသောသူဖြစ်သည်ကို၎င်းငါသည်ကိုလိုလျောက်အပေအမှုကိုမှမပြုဘဲငါခမည်းတော်သည်ငါအားနှီးပေးတော်မူသည့်အတိုင်းငါဟောပြောသည်ကို၎င်းသင်တို့သည်သိကြလိမ့်မည်ငါကိုစေလွတ်တော်မူသောသူသည်ငါနှင့်အတူရှိတော်မူ၏ငါကိုတကိုယ်တည်းနေစေခြင်းကခမည်းတော်သည်စွန့်ပစ်တော်မူမူ အကြောင်းမူကားနှစ်တဲ့တော်မူသော အမှုကို အစင်မပြတ်ငါပြုသည်ဟု မိတော်မူ၏ထိုစကားတော်ကို မိတော်မူစဉ်တွင် လူများတို့သည်ယုံကြည်ခြင်းသို့ရောက်ကြ၏ထိုအခါယေရှုက သင်တို့သည်ငါ၏ဒေသနာ၌တည်လျင်ငါတပည့်မှန်ဖြစ်ကြ၏သမာတရားကိုလည်းသိသဖြင့်ထိုတရားသည် သင်တို့ကိုလွတ်လိမ့်မည်ဟုယုံကြည်သောယူဒလူတို့အားမိတော်မူ၏ ယူဒာလူတို့ကလည်းငါတို့သည် အာဗြဟံအမျိုးဖြစ်ကြ၏အဘယ်သူထံ၌တခါထင်ရမျှအကျိုးမခံကြလွတ်လိမ့်မည်ဟု၍သင်သည်အဘယ်သို့ပြောဆိုသည်နည်းဟုမေးမြန်းကြ၏ယေရှုကလည်းငါအမှန်ကန်ဆိုသည်ကားဒုစရိုက်အဖြစ်ကိုပြုသမျှသော သူတို့သည်ဒုစရိုက်ဤကျုံဖြစ်ကြ၏ကျုံသည်ကအိမ်၌အစဉ်အမြဲနေသည်မဟုတ် သားမူကားအစဉ်မြဲနေ၏ထို့ကြောင့်သားသည်သင်တို့ကိုလွတ်လျင်သင်တို့သည်ဧကံအမှန်လွတ်ကြလိမ့်မည်သင်တို့သည်အာဗြဟံအမျိုး ဖြစ်ကြသည်ကိုငါသိ၏သို့တော်လည်းငါ၏ဒေသနာသည်သင်တို့၌ဒီနေရာကို မရသောကြောင့်သင်တို့သည်ငါကိုသတ်အံ့သောငါရှာကြံကြ၏ငါသည်ငါခမည်းတော်ထံ၌မြင်ခဲ့ပြီးသည့်အတိုင်းဟောပြော၏သင်တို့သည် သင်တို့၏အဘထံ၌မြင်ခဲ့ပြီးသည့်အတိုင်းပြုကြ၏ဟု မိတ်တော်မူ၏ထိုသူတို့ကလည်းအာဗြဟံသည်ငါတို့အဖဖြစ်၏ဟုဆိုကြ၏ယေရှုကလည်းသင်တို့သည် အာဗြဟံ၏သားမယ်လျင်အာဗြဟံ၏အကျင့်ကိုကျင့်ကြလိမ့်မည်ဖျားသခင်အထံတော်၌ကြားရသောသစ္စာတရားကို သင်တို့အားဟောပြောသောသူသည်ဟုသော ငါကိုတန်အံ့သောငါတင်တို့သည်ယခုရှားကြံကြ၏အာဗြဟံသည်ထိုနည်းတူကျင့်သည်မဟုတ်တင်တို့သည်တင်တို့အပအကျင့်ကိုကျင့်ကြ၏ဟု မိတော်မူ၏ထိုသူတို့ကလည်းငါတို့သည်မြောက်မထားသောအမျိုးမဟုတ်ဘုရားသခင်သည်ဟုသောငါတို့အပတပါးတည်းရှိတော်မူသည်ဟု ဆိုကြ၏ယေရှုကလည်းဘုရားသခင်သည်တင်တို့အပမှန်လျှင် သင်တို့သည်ငါကိုချစ်ကြလိမ့်မည်အကြောင်းမူကားငါသည်ဘုရားသခင်အတန်တော်မှ ထွက်ကြွရောက်လာ၏ကိုလိုလျောက်လာသည်မဟုတ်ဘုရားသခင်သည်ငါကိုစေလွတ်တော်မူ၏အဘဲကြောင့်ငါစကားကို နားမလဲကြသနီငါ၏ဒေသနာကိုနားမခံမယူနိုင်သောကြောင့်သာ သင်တို့သည်ငါစကားကိုနားမလဲကြသင်တို့သည် သင်တို့အပါဒီဟုသောမာနမဆင်းသက်ကြ၏ သင်တို့အပ၏အလိုသို့လည်းလိုက်တတ်ကြ၏မာနသည်ရှေးဥစွာမှစ၍လူသက်ကိုတတ်သောသူဖြစ်၏သူ၌သစ္စာတရားမရှိသောကြောင့်သစ္စာတရား၌မကြည်နေသူသည်မူသာစကားကို ပြောသောအခါမိမိပဂတိအတိုင်းပြော၏မူသာစကား၌ခြင်းလေသောသူဖြစ်၏မူသာ၏အဘလည်းဖြစ်၏ငါသည် သစ္စာစကားကို ပြောသောကြောင့် တင်တို့မယုံကြငါ၌အပြည့်ရှိကြောင်းကိုတင်တို့တွင် အပေသူဖော်ပြသည်သစ္စာစကားကိုငါပြောသည်မယ်လျင်အပေကြောင့်တင်တို့မယုံကြသည်ဘုရားသခင်နှင့်ဆက်ဆိုင်တော်သူသည်ဘုရားသခင်၏စကားတော်ကိုနားထောင်တတ်၏တင်တို့သည်ဘုရားသခင်နှင့်မဆက်ဆိုင်သောကြောင့်နားမထောင်ကြဟုမိန့်တော်မူ၏ယူဒလူတို့ကလည်းသင်သည် ရှမာရိလူဖြစ်၏။နတ်ဆိုးဆွဲသောသူလည်းဖြစ်၏ဟု။ငါတို့ပြောသောစကားသည်လျောက်ပတ်သည်မဟုတ်လောဟု ဆိုကြ၏။ယေရှုကလည်းငါသည်နတ်ဆိုးဆွဲသောသူမဟုတ်။ငါခမည်းတော်ကိုချီးမြောက်၏။သင်တို့သည်ငါကို ရှုတ်ချကြ၏။ငါသည် ကိုယ်ပုံအသေးကိုမရှာ။ငါ၏ဘုံတည်းကို ရှာ၍စီရင်တော်မူသောသူ ရှိသေး၏။ ငါမှန်ကန်ဆိုသည်ကားငါစကားကိုနားထောင်တော်သူသည်သေခြင်းနှင့်အစင်မပြတ်ကင်းလွတ်လိမ့်မည်ဟုမိတော်မူ၏ယူဒာလူတို့ကလည်းသင်သည်နတ်ဆိုးဆွဲသည်ကိုယခုငါတို့သိကြ၏အာဗြဟံမှစ၍ပရောဖက်တို့သည်သေလွန်ကြပြီသင်မူကားငါစကားကိုနားထောင်တော်သူသည်သေခြင်းနှင့်အစင်မပြတ်ကင်းလွတ်လိမ့်မည်ဟုဆိုပါသည်တကား ငါတို့အဘအာဗြဟံထက်တင်းသည်သာ၍ကြီးမြတ်သလော သူသည်သေပြီးပရောဖက်တို့လည်းသေကြပြီတင်းသည်အဘယ်သို့သောသူ၏အယောင်ကို ဆောင်းသနီးဟုဆိုကြ၏ယေရှုကလည်းငါသည်ကိုကုံကုံပြလျင်ငါကုံသည် အချင်းကြီးဖြစ်၏ငါခမည်းတော်သည်ငါကုံကိုထင်ရှားစေတော်မူ၏တို့ဖျားသခင်သည် ငါတို့ဤဖျားခု၍သင်တို့ခေါ်ဝေါ်တက်ကြ၏သို့တော်လဲထိုဖျားသခင်ကို သင်တို့မသိကြငါမူကားသိ၏ငါသိ၏ဟုငါဆိုလင် သင်တို့ကဲ့သို့မူသားသုံးသောသူဖြစ်လိမ့်မည်ထိုဖျားသခင်ကိုငါသိ၏ဖျားသခင်၏စကားတော်ကိုလည်းနားထောင်၏သင်တို့အဘအာဗြဟံသည်ငါကြွလာမိအချိန်ကာလကို မျောမြင်ခြင်းကအလွန်အလိုရှိ၏မြင်ရသောအခါဝမ်းမြောက်ခြင်းသို့ရောက်သည်ဟု မိတ်တော်မူ၏ယူဒလူတို့ကလည်းသင်အသက်သည်အနှစ်90မြတ်မရှိပဲလျက်သင်သည်အာဗြဟံကို မြင်လေပြီတကားဟုဆိုကြ၏ယေရှုကလည်းငါအမှန်အကန်ဆိုသည်ကားအာဗြဟံမဖြစ်မီငါဖြစ်၏ဟု မိတ်တော်မူ၏ ထိုအခါကိုရောကိုဂဲနှင့်ပြစ်ချင်းကကြောက်ခဲတို့ကိုကောက်ယူကြ၏ယေရှုသည်တိမ်းရှောင်၍ထိုသူတို့အလယ်၌ရှောက်သွားပြီလျှင်ဗိမာန်တော်မှထွက်ကြတော်မူ၏ဒီကနေ့ဖတ်ကြားသွားတဲ့နှုတ်ကပတ်သမာကျမ်းစာတော်မြတ်ကတော့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး9မှ10ထိဖြစ်ပါတယ် ချမ်းသာရသူပေါင်းဖျားသခင်ကောင်းကြီးပေးပါစေ